ဒီကနေ့အပိုင်း73မှာအတော့ကျွန်တော်တို့ WLC Scatter Charge ကနေပြီးတော့ကျွန်တော်တို့ Model Line ထည့်မှာပေါ့နော်ဆိုတော့ဒီ Scatter Graph Scatter Charge ကနေပြီးတော့ကျွန်တော်တို့ Model Line တွေထည့်မှာဆိုတော့ဒီ Model Line ကကျွန်တော်တို့ပါဖြစ်အသုံးပြုလို့ရရလဲဆိုရင် ကျွန်တော်တို့ရဲ့ point ပေါ့နော် ကျွန်တော်တို့ရဲ့ point distribution တွေက x နဲ့ y နဲ့ပေါ့မှာသူက uh relationship ပေါ့နော်ဆက်နွယ်ချက်ကအရန်ကြီးမြင့်လားအရန်နှိပ်လားပုံမှန်လားဆိုတဲ့ဟာကို ကျွန်တော်တို့ကြည့်လို့ရမှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ပုံမှန်ဆိုရင်ကျွန်တော်တို့ dependent variable independent variable တွေကျွန်တော်တို့သုံးမယ်ဆိုရင်ကျွန်တော်တို့ formula business model formula တွေပါလေထွက်လာတဲ့အခါကျရင်သူကကျွန်တော်တို့ကိန်းဂဏန်းဆိုင်ရာပေါ့နော်ကိန်းဂဏန်းဆိုင်ရာအချက်လက် တွေမှာ data တွေမှာကြည့်မှဆိုရင်ကျွန်တော်တို့ regression analysis တို့ပါတွေလောက်တာတွေရှိတယ်ဆိုတော့ဒီ model line ကအဲ့ဒီ regression line ထဲတာတွေကျွန်တော်တို့ဘောနော် linear line ဆိုရင်ဒါ regression line ထဲတာ ဖြစ်တယ်ပြီးတော့တဲ့ခါကျရင်ကျွန်တော်တို့ဒီလိုမျိုးဟိုစတူမြင့်သွားတဲ့ line စတူမြင့်သွားတဲ့ line တွေဆိုရင်ကျွန်တော်တို့ကဒါကို exponential ဟုတ်ရင်ကျွန်တော်တို့ polynomial line တွေထဲတာမျိုးတွေကိုကျွန်တော်တို့လုပ်လို့ရပါတယ်ဆိုတော့ဒီကျွန်တော်တို့ရဲ့ပေါ့နော်ကျွန်တော်တို့ရဲ့ပြန့်နှံ့တဲ့ point တွေကိုသူက business model တခုဖော်မယ်ဆိုရင်ဒီ point တွေကအာဘယ်ဥမာကျွန်တော်တို့တချို့ကိစ္စရပ်တွေမှာဆိုရင်ကျွန်တော်တို့ linear model နဲ့ပို့ပြီးတော့ကိုစားပြုနိုင်တယ် တချို့ကိစ္စရက်တွေမှာကျတော့ကျွန်တော်တို့အဲ့ဒီ business ပေါ့နော် ကျွန်တော်တို့ why why တန်ဘူးကျွန်တော်တို့လိုချင်တဲ့ why တန်ဘူးကသူက polynomial polynomial ကျွန်တော်တို့ exponential polynomial line နဲ့ကျွန်တော်တို့ဆက်ဆက်တယ်ဆက်ဆက်တယ်ဆိုတော့စတူတော့တဲ့ business model လေးဆိုရင်ကျွန်တော်တို့ polynomial line နဲ့ချိတ်ဆက်တယ်ဆိုတော့ကျွန်တော်တို့တခုတို့ရင် ကျွန်တော်တို့ထပ်ပြီးတော့ x ဝင်ရောမှာတံပိုးတစ်ခုတိုးရင် y ဝင်ရောလည်းတစ်ခုလိုက်တိုးမယ်ဆိုရင်ဒါက linear model မျိုးဖြစ်တယ်ဆိုတော့အဲ့ဒီ model ကိုကျွန်တော်တို့ဒီနေ့ဒီ wrlshi scatter charge မှာပြုလုပ်သွားမှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ဒီနေ့မှာတော့ကျွန်တော်တို့ပြုလုပ်သွားမယ့်ပုံကလည်းကျွန်တော်တို့ example data နဲ့ပဲပြုလုပ်သွားမှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ data အသစ်တင်ချင်တယ်ဆိုရင်ကျွန်တော်တို့ real data ကနေပြီးတော့ပုံ အာ CSV file ကိုတင်လို့ရပါတယ်ဆိုတော့ဒီကနေ့မှာတော့ကျွန်တော်တို့နားလည်လွှဲရအောင်လို့ဆိုရင် ကျွန်တော်တို့ဒီ iris data နဲ့ပဲကျွန်တော်တို့ပြုလုပ်มาဖြစ်တယ်ဆိုတော့ဒါဆိုရင်ဒါကျွန်တော်တို့ xwinu အရှင်ဘိုင်းမှာရှင်းနေကြတလို့မျိုးပဲကျွန်တော်တို့ statistic year ဖြစ်ပြောမယ်ဆိုရင်ကျွန်တော်တို့ xwinu က independent variable ဖြစ်တယ်ဆိုတော့အာ ywinu က dependent variable ဖြစ်တယ်ဆိုတော့ ျွန်တော်တို့ business model တွေပါလေကျွန်တော်တို့တည်ဆောက်တဲ့ခါကျရင်ကျွန်တော်တို့ကအမြတ်ပေါ့နော် profit profit ကိုလိုချင်တယ်ကျွန်တော်တို့လိုချင်တဲ့ဟာ profit ဖြစ်တယ်ဆိုရင်သူက file တံမွေးဖြစ်သွားတယ် dependent variable ဖြစ်သွားတယ်ဆိုတော့ကျွန်တော်တို့ရဲ့ profit ကဘယ်ပေါ်မှာမူတည်ပြီးတော့ပြောင်းလဲမှုရှိလဲဆိုတော့ပြောင်းလဲတဲ့ဟာတွေကပြောင်းလဲတဲ့ဟာတွေက ကျွန်တော်တို့ဒီ expense ဖြစ်သွားတယ် ဆိုတော့ဒီမှာဆိုရင်ဒီကနေ့ကတော့ကျွန်တော်တို့ကြိုက်တဲ့ဟာပဲကျွန်တော်တို့ပြလိုက်မယ်ဆိုတော့အာ exclusive လည်းပြလိုက်တယ်ပြီးတော့ရခကြတော့ why ကိုကျွန်တော်တို့ peter with လို့ပြလိုက်တယ်ဆိုတော့ဒီလိုမျိုးကျွန်တော်တို့ရွှေ့လိုက်မယ်ဆိုရင်တည့်ရတဘောတရားကဘယ်လိုမျိုးဖြစ်သွားမလဲဆိုတော့ကျွန်တော်တို့စိတ်ဝင်စားတဲ့တန်ဖိုးက peter with ဖြစ်တယ်ဆိုတော့အဲ့ဒီ peter with ဆိုပါပြောင်းလဲမှုပုံအမှုတည်ပြီးတော့လဲဆိုတော့ကျွန်တော်တို့ စေပလန်ရဲ့ပြောင်းလဲမှုပေါ်မှာမူတည်ပြီးတော့ကျွန်တော်တို့ Peter Witt ကိုလိုချင်ခြင်းဖြစ်တယ်ဆိုတော့ y equal to x အကြံဉာဏ်အဖြစ် formula ကျွန်တော်တို့ y equal to x ဖြစ်တယ်ဆိုတော့ပြောတော့တဲ့ခါကျရင်ဒါကျွန်တော်တို့ဒီဟာရွေးပြီးသွားဆိုရင်ကျွန်တော်တို့ပုံ run ကြည့်လိုက်မယ်ပုံထွက်လာမယ်ဆိုတော့ဒါဆိုရင်ဒီပုံ run လိုက်မယ် ဆိုတော့ဒီမှာ ကျွန်တော်တို့ဒီပုံ run လိုက်မယ်ဆိုရင်ဒီမှာဒီလိုမျိုးပုံလေးရရှိပါရွေးဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ဒီမှာက x wing ရောမှာက super line ဖြစ်တယ် y wing ရောမှာက pit width ဖြစ်တယ်ဆိုတော့ဒီအနေထားမှာကျွန်တော်တို့က line ပေါ့နော်ကျွန်တော်တို့ model line ထည့်ချင်တယ်ဆိုရင်ကျွန်တော်တို့ဟိုဒီဟာလေးကိုနှိပ်မယ် model line ဆက်နွယ်ချက်များကိုထည့်ချင်ဆိုတော့ဒီမှာကကျွန်တော်တို့ line က9မျိုးရှိတယ်ဆိုတော့ဒီကနေ့မှာတော့ကျွန်တော်တို့ အတိအကနှစ်မျိုးကိုပဲရှင်းလင်းပြပြီးတော့မှဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့နမ်ပါရာမက်ထရစ်နဲ့ပိုလီနိုမီယယ်နဲ့အက်တစ်တစ်နဲ့ကကျွန်တော်တို့မြင်းဖြောင်းတွေမဟုတ်ဘူးဆိုတော့အာကျွန်တော်တို့ဒီကနေ့မှာလီနီယာနဲ့ပိုလီနိုမီယယ်ကိုပဲအတိအကရှင်းလင်းတော့မှဖြစ်ပါတယ်ဆိုတော့ဒီမှာဆိုရင်ဒါကကျွန်တော်တို့ x ဝင်ရိုးနဲ့ y ဝင်ရိုးပေါ့နော်ဆိုတော့ဒီ point လောက်မှာကိုပဲကျွန်တော်တို့ line ထည့်လိုက်မယ်ဆိုရင်ဘယ်လိုဖြစ်သွားမလဲဆိုတော့ဒါကိုကျွန်တော်တို့ linear line ထည့်လိုက်မယ် linear line ထည့်လိုက်မယ်ဆိုရင်ဒီမှာတစ်ခုရွေးပြီးသွားပြီဆိုရင်ဒီမှာကျွန်တော်တို့မြင်းပြည့်ထည့်မလား confidence remove ဖြုတ်မလားဆိုတဲ့ဟာကိုမေးထားတယ်ဆိုတော့အဲ့ဒါတွေဘာမှမလုပ်သေးဘူးဆိုရင်ဒီဟာကိုဘယ်လိုပုံရှိလဲဆိုတော့ကြည့်လိုက်မယ်ဆိုရင် Yeah, so in the to share တိုင်းမှာဒီ assign line လေးကဒါ regression line မြင်းဖြောင်းပေါ့နော် linear line ဖြစ်တယ်ဆိုတော့ကျွန်တော်တို့မှာကဒီ sepal line နဲ့ bit width label ရှိတယ်လို့ကျွန်တော်တို့တာကိုဟိုဒီလိုမျိုးတလိုင်းပဲရခြင်းဖြစ်တယ်ဆိုတော့ဒီမှာဆိုရင်သူက အနောက်မှာသူကဘောနော်ကျွန်တော်တို့ဒီမှာအပေါ်အောက် gray color နဲ့ ခဲရောင်နဲ့ကျွန်တော်တို့ဖော်ပြပေးထားတဲ့ဟာတွေရှိတယ်။အဲ့ဒါကအဲ့ဒါကျွန်တော်တို့ confidence level ဖြစ်တယ်။ဆိုတော့ဒီမြင်းက နေပြီးတော့ကျွန်တော်တို့ဒီမြင်းကနေတော့ဒီအထက်ထိကိုကျွန်တော်တို့အဲ့ဒါကိုဘာလို့ခေါ်လဲဆိုတော့ upper bound ပေါ့နော်။ upper bound လို့ခေါ်တယ်။ပြီးတော့လည်းခကြရင်ဒီအပေါ်ဘက်အပေါ်ဘက်အပိုင်းမှာပြောရတဲ့ခါကျတော့ဒီမြင်းကနေပြီးတော့ဒီအောက်ကို lower bound လို့ခေါ်တယ် ဆိုတော့ကျွန်တော်တို့ဆွဲတဲ့ line ကအဲ့ဒီ upper bound နဲ့ lower bound ကြားထဲကပြတ်မြတ် line ဖြစ်တယ်ဆိုတော့ကျွန်တော်တို့သူကဒီဟာကအာဆိုလို့ရင်းအပေါ်ပြောလဲဆိုတော့ကျွန်တော်တို့ဖြစ်နိုင်ခြေရှိတဲ့တန်ဖိုးကဒီလောက်လောက်ထိဒီလောက်လောက်ကြားမှာရှိတယ်ပေါ့ဆိုတော့ဒီဒီ gray ရောင်ကသူကကျဲွားလေသူရဲ့မတိကြမရတန်ဖိုးကပို့ပြီးတော့မြားွားလေလို့ဆိုလို့ရပါတယ်ဆိုတော့ဒီမှာဆိုရင် ဒီနေရာမှာဆိုရင်ဒီမှာသူရှိရတိုင်းပဲဟောဒီနေရာဒီနေရာလေးမှာဆိုရင် ကျွန်တော်တို့ရဲ့ line ကပေါ့နော်ကျွန်တော်တို့ရဲ့ line ကဒီ gray ရောင်ကပါတယ်ပါတယ်သူကဘာဖြစ်လို့ပါတာလဲဆိုရင်ဒီနေရာမှာ data တွေများတယ်ဒီနယ်တဝိုက်မှာ data တွေများတယ်ဒါကြောင့်သူရဲ့မှားနိုင်တဲ့ uncertainty level ကလည်းနှဲသွားတယ်ဆိုတော့ upper bound နဲ့ lower bound နဲ့ကလည်းကျင်းသွားတယ်နှဲသွားတယ်ဆိုတဲ့သဘောမျိုးဖြစ်တယ် ဆိုတော့ဒါကကျွန်တော်တို့ linear line ဖြစ်တယ်ဆိုတော့ဒီအပေါ်မှာကျွန်တော်တို့ဒါ full line full line ဆိုရင်ဘယ်လိုဖြစ်မလဲကျွန်တော်တို့ confident remove ဆိုရင်ဘယ်လိုဖြစ်မလဲဆိုတော့အဲ့ဒါလေးကိုတင်လိုက်မယ်ဆိုရင်ပြီးတော့ဒီဟာလေးကို run လိုက်မယ်ဆိုတော့ဒီမှာဆိုရင်ဒါ full line full line ကလည်းဒီလောက်လောက်ပဲဘာလို့လဲဆိုတော့သူကမြင်းအပြည့်ပေါ်ထားပြီးသားပဲဖြစ်လို့ ပြောတော့တဲ့ခါကျရင်ကျွန်တော်တို့ confidence remove ကိုဖျော်လိုက်တဲ့ခါကျရင်သူဒီမှာ gray line တွေပြောက်သွားပြီဖြစ်ပါတယ်ဆိုတော့ဒီဟာကကျွန်တော်တို့ဘောနော်ဒီ sepalan နဲ့ pit the width မှာတစ်ခုလုံးကိုကိုစားပြုတ်ပြီးတော့ linear line ဆွဲသွားခြင်းဖြစ်တယ်ဆိုတော့နောက်တစ်ခုကကျွန်တော်တို့ဘောနော်ဒီဟာလေးတွေပြန်ဖြတ်လိုက်မယ်ပြောတဲ့ခါကျရင်နောက်တစ်ခုကကျွန်တော်တို့ polynomial polynomial line ပေါ့နော်ဆိုတော့ဒီဟာလေးကိုကျွန်တော်တို့ထည့်ကြည့်မယ် ပြောရခါကြောင့် degree polynomial ဆိုတဲ့သဘောတရားကဘာလဲဆိုရင်ဥပမာကျွန်တော်တို့3နှစ်ထပ်4နှစ်ထပ်5နှစ်ထပ်အဲ့လိုလိုမျိုးသူကစာတူနဲ့တက်သွားခြင်း ဖြစ်တယ်ဆိုတော့ဒါဆိုရင် poly line အတွက် degree ရွေးပါဆိုရင်ဒါ2ဆိုရင်ဥပမာကျွန်တော်တို့ရဲ့ကျွန်တော်တို့ရဲ့ဟို variable တစ်ခုပေါ့နော်တန်ဖိုးတစ်ခုက3ဖြစ်မယ်ဆိုရင်သူက3 power 3 power 2ဖြစ်သွားပါလိမ့်မယ်ဆိုတော့အဲ့ဒါဆိုရင်ကျွန်တော်တို့3နှစ်ထပ်ဆိုရင်9ပြီးတော့4နှစ်ထပ်ဆိုရင်16အဲ့လိုလိုမျိုးဖြစ်သွားပါလိမ့်မယ်ဆိုတော့ဒါကကျွန်တော်တို့ဒါနှစ်ဆပဲယူထားမယ်ဆိုတော့ကျွန်တော်တို့ဒီမှာ degree ကိုအရင်အများကြီးတင်လိုက်မယ်ဆိုရင်လည်းသူက point တွေက ကျွန်တော်တို့အရင်ကျုံသွားတယ်ကျုံသွားတယ်ပြီးတော့တဲ့ခါကျရင်ကျွန်တော်တို့နောက်ဆုံးမှာသူက fit လောက်တဲ့ဟာထပ်ပို့သွားတယ် over fitting တဘောလုံးမျိုးဖြစ်သွားတယ်ဆိုတော့ကျွန်တော်တို့ model တိစားတဲ့ခါကျရင်သူက over fitting ဖြစ်လို့မရဘူးဆိုတော့အဲ့လိုလိုမျိုးရှိတယ်ဆိုတော့ဒီဟာဆိုရင်ဒီဟာကျွန်တော်တို့ body line ထည့်ကြည့်မယ်ဘယ်လိုဖြစ်သွားမလဲဆိုရင်ဆိုတော့ဒါကကျွန်တော်တို့ polynomial line ဖြစ်တယ်ဆိုတော့သူကမြင်းကွေးဖြစ်တယ်သူ သူပြေးတဲ့ဟာကလည်းကျွန်တော်တို့ point ပေါ်မှာကိုစားပြုတ်ပြီးတော့သူက run သွားခြင်းဖြစ်တယ်ဆိုတော့ဒါက confident ဖြစ်တယ်ဆိုတော့ကျွန်တော်တို့ confident မဖြုတ်ဘဲနဲ့ကျွန်တော်တို့ linear နဲ့ကျွန်တော်တို့ထပ်ထည့်ပြီးတော့ကြီးကြီးမယ်ဆိုရင်ဘယ်လိုပုံစံမျိုးဖြစ်သွားမလဲဆိုတော့ဒီမှာသူရှိရတိုင်းပဲကျွန်တော်တို့ရဲ့ ုံကပေါ့နော်ဒီမှာဆိုရင်ကျွန်တော်တို့ point point တွေကိုကြီးကြီးမယ်ဆိုရင်ဒီအနေထားမှာဒီအောက်ဘက်ပေါ့နော်ကျွန်တော်တို့ဒီအောက်ဘက်ဒီအောက်ဘက်မှာ ကျွန်တော်တို့ဒီ line နှစ် line ပေါ့နော်ကျွန်တော်တို့ဒီခရမ်းအပန်းရောင်ကကျွန်တော်တို့သူက polynomial line ဖြစ်တယ်အစိမ်းရောင်က linear line ဖြစ်တယ်ဆိုတော့ကျွန်တော်တို့ရဲ့ဒီ point distribution ပေါ့နော်ဒီ data ပေါ်မှာကြီးလိုက်မယ်ဆိုရင် လီနီယာနဲ့ဒီပိုလီနိုမီယာကဘယ်ဟာကပို့ပြီးတော့ကုစားပြုနိုင်လဲဒီအောက်အတွက်ဆိုရင်ကျွန်တော်တို့ကလီနီယာလိုင်းကအဆင်မပြေဘူးဆိုတော့ဒီမှာသူရှိရတိုင်းမှာကျွန်တော်တို့ပိုလီနိုမီယာလိုင်းကတော့ဒီဘက်ကိုနည်းနည်းကတ်တယ်ဆိုတော့ဒီတဘောတရားမှာဆိုရင်ပြောရမယ်ဆိုရင်ဒီမှာဆိုရင်လီနီယာလိုင်းကပိုလီနိုမီယာလိုင်းထက်အဲနည်းနည်းသူကတိကျမှုနည်းတယ်ပေါ့နော်ကိုစားပြုနိုင်နှုန်းနည်းတယ် ဆိုတော့ဒီမှာဆိုရင်ဒီဟာကိုသွားမယ်ဆိုတော့ဒီနေရာမှာကတော့ကျွန်တော်တို့ကဒီနေရာမှာကတော့တိတ်ပြီးတော့ဘာမှမကွာဘူးဆိုတော့ဒီမှာလည်း point ရှိတယ်ဒီမှာလည်း point ရှိတယ်ဆိုတော့ပြောတော့တဲ့ခါကျရင်ကျွန်တော်တို့ဒီမှာဒီအစုံဖျားအစုံဖျားမှာဆိုရင်လည်းဒီမှာသူရှိရတိုင်းပဲ polynomial ကသူ point ရှိတဲ့နေရာကိုသူပို့ပြီးတော့သွားတယ်ဒါပေမဲ့ကျွန်တော်တို့တစ်ခုရှိတာက ကျွန်တော်တို့ဒီမှာဆိုရင် confidence level နဲ့ကျွန်တော်တို့ကြည့်မယ်ဆိုရင်ဒီမှာကျွန်တော်တို့ linear line ပေါ့နော် linear line ကအစရောအဆုံးရောက confidence level ကနည်းတယ်တိုက်ပြီးတော့မကျေဘူးဒီမှာဆိုရင်ကျွန်တော်တို့ရဲ့ဒီ polynomial line ရဲ့ confidence က confidence ပေါ့နော် upper bound lower bound ကအရင်အခြေကြီးပဲဆိုတော့ကျွန်တော်တို့အရင်ကြီး မတေချာမရေရတဲ့တန်ဖိုးကပိုလီနိုမီယံမှာအရင်ကြီးများတော့သူရှိရတယ်ဆိုတော့ဒီနေရာမှာဆိုရင်ဒါလည်းဒီမှာသူရှိရတိုင်းပဲသူကဒီမှာအပပောင်းနဲ့လိုဝါပောင်းနဲ့ပြရတဲ့ခါကျတော့ဒီ line နဲ့ကတော်တော်လေးကိုကျေတာသူရှိရတယ်ဆိုတော့သူကဘာလို့ကျေတာမျိုးဖြစ်မလဲဆိုရင် သူကဒီဘက်ကိုသွားတဲ့ချိန်မှာဒီဘက်မှာ point တွေက သူကနှဲသွားတယ်ဆိုတော့ဒီမှာကကျတော့သူက point တွေများတယ် point တွေများတဲ့ခါကျတော့ ဒီဟာကိုကိုစားပြုတ်လိုက်ဆွဲဝါတဲ့အချိန်မှာမတိကြမြေရမှုတာအပပောင်းလိုဝါပောင်းကကျင်းနေခြင်းဖြစ်တယ်ဆိုတော့ဒီဟာတွေကတော့ဒါပိုလီနိုမီယယ်လိုင်းနဲ့လီနီယာလိုင်းဖြစ်ပါတယ်ဆိုတော့ဒါကကျွန်တော်တို့စစ်ပယ်လိုင်းနဲ့ပြတဲ့ width တစ်ခုလုံးကိုကိုစားပြုတ်ခြင်းဖြစ်တယ်ဆိုတော့နောက်တစ်ခုကကျွန်တော်တို့ပေါ့နော်တစ်ခုလုံးကိုစားပြုတ်တာမဟုတ်ဘူးကျွန်တော်တို့ကာလာပေါ့နော်ကာလာတစ်ခုထပ်ထည့်လိုက်မယ် ဆိုတော့ကျွန်တော်တို့ကာလာတစ်ခုထည့်မယ်ဆိုရင်ကျွန်တော်တို့အယောက်မှာကာလာထည့်မယ်အယောက်မှာ species ဆိုတဲ့ဟာလေးကိုကျွန်တော်တို့ထည့်လိုက်မယ်ပြောရတဲ့ခါကျရင်ဒီမှာအတာကိုကျွန်တော်တို့ပြင်လို့ run လိုက်မယ်ဆိုတော့ဒီမှာကျွန်တော်တို့ run လိုက်မယ်ဆိုရင်ဒီမှာကျွန်တော်တို့သူရှိရတိုင်းမှာကျွန်တော်တို့ပုံလေးထွက်လာပြီဆိုတော့ ဒါဆိုရင်ခုနကလို linear line ထပ်စာရင်ကျွန်တော်တို့ကကျွန်တော်တို့ run လိုက်တဲ့ဟာလေးက category တစ်ခုချင်းစီကိုကိုစားပြုပြီးတော့ run လိုက်တာမျိုးဖြစ်တဲ့အတွက်ကြောင့်ခုနက line တစ် line ထဲနဲ့ point တွေအကုန်လုံးဆွဲဝါးတာထပ်စာရင်ဒီ model ပေါ့နော်ဒီဒီ model line ကပို့ပြီးတော့ကိုစားပြုမှုရကြရင်တော့ကျွန်တော်တို့ accuracy ပေါ့နော် ကိုစားပြုမှုကြာခံနှုန်းတော့မှ accuracy ကဒီအနေထားမှာပို့ပြီးတော့မြင့်မှာဖြစ်တယ်ဆိုတော့ဒီလိုလိုမျိုးလောက်လိုက်တဲ့အတွက်ကြောင့်ကျွန်တော်တို့ line 3 line ထွက်သွားတယ်ဆိုတော့ပြောတော့တဲ့ခကြရင်နောက်တစ်ခုကကျွန်တော်တို့ဒီမှာကြည့်ကြည့်မယ်ဆိုရင်ကျွန်တော်တို့သဘောတရားရပါတော့ဒီမှာဆိုရင်ဒီမှာကျွန်တော်တို့ citrus species မှာဆိုရင်သူရဲ့ distribution ပြောင်းလဲမှုပေါ့နော် ဆိုတော့ဒီမှာကြည့်မယ်ဆိုရင်ကျွန်တော်တို့ပါဆုံးဖြတ်ချက်ချလို့ရလဲဆိုတော့ဒီ၃ line ထဲမှာကျွန်တော်တို့ပို့ပြီးတော့ရှင်းသွားကြအောင်ကျွန်တော် confidence remove တွေကိုကျွန်တော်တို့ဖြုတ်လိုက်မယ် confidence ဖြုတ်လိုက်မယ်ကျွန်တော်တို့ full line ဆွဲလိုက်မယ်ပြီးတော့တဲ့ခါကျရင်ကျွန်တော်တို့ဒီဟာပြန်ရ run မယ် ဆိုတော့ဒီမှာသူရှိရတိုင်းပဲကျွန်တော်တို့ရဲ့ line ပေါ့နော် ကျွန်တော်တို့ရဲ့ sip line pit way distribution ကဒီမှာ citrus citrus species မှာကတော့ကျွန်တော်တို့ဒီမှာကြည့်လိုက်မယ်ဆိုရင်2 unit ပေါ့နော် unit တစ်ခုတက်သွားတိုင်းဒီမှာ pit width ကတခြားနှစ်ခုနဲ့ရှင်ဒီအပေါ်က our line နဲ့ same line နဲ့ရှင်မယ်ဆိုရင် unit တစ်ခုတက်သွားတိုင်း citrus species မှာက bitter wit တိတ်မတက်ဘူးတိတ်မတက်ဘူးဆိုတော့ပြောင်းတော့တဲ့ခါကျရင်အသက်ဆုံးကဘာတွေဖြစ်မလဲဆိုရင်ကျွန်တော်တို့ဒီမှာ vascular ဖြစ်တယ်ဆိုတော့သူ့တဘောကဘာလဲဆိုတော့ကျွန်တော်တို့ဒီမှာမြင်းက citrus ရဲ့မြင်းကနည်းနည်းပြေတယ်နည်းနည်းပြေတယ်ပြေတယ်ဆိုရင်ကျွန်တော်တို့ဘယ်လိုဆုံးဖြတ်လို့ရလဲဆိုတော့ဒီမှာတစ်ခုတက်သွားတိုင်းဒီမှာစပယ်လန်တစ်ခုတက်သွားတိုင်းပစ်တယ်ဝက်တိုးသွားတဲ့နှုံးဒီ ဒီအစိမ်းနဲ့အဝါတို့ထက်နည်းတယ်နည်းတယ်လို့မျိုးဖြစ်တယ်ဆိုတော့ကျွန်တော်တို့ဒီမှာဆိုရင်ဒီ vesicle လာတော့ဆိုရင်သူ့ရဲ့ line ကသူ့ရဲ့မြင်းကအရင်ကြီးကိုမှတ်တယ်တခြားနှစ်ခုနဲ့ရှင်မယ်ဆိုရင်မှတ်တယ်ဆိုတော့သူအတွက်ဆိုရင်ကျွန်တော်တို့က unit တစ်ခုတက်သွားတိုင်းဥမာ၅ကနေပြီးတော့6တက်သွားတိုင်းမှာ ဥပမာဆိုရင်ဒီ9ကနေတော့ဒီလောက်လောက်တက်သွားမယ်ဆိုရင်ဒီပီတာဝေးရတံဘုကဒီနာလေးလောက်ဖြစ်မယ်ပြီးတော့ခါကျရင်သူက6ဖြစ်သွားတဲ့ချိန်မှာတက်သွားမယ်ဆိုရင်ဒီမှာပီတာဝေးရတံဘုကဟောဒီနာလေးကိုရောက်သွားမှာဖြစ်တယ်ဆိုတော့ဒီမှာဆိုရင်ဒီ model မှာကြည့်ချင်အဖြစ်ကျွန်တော်တို့ကအာစပယ်လန်တစ်ခုတိုးသွားတိုးသွားတိုင်းတိုးသွားတိုင်းမှာပီတာဝေး ရတံမူကအရန်ကြီးမြင့်တဲ့ဟာကို ကျွန်တော်တို့ဖာစီကလာမှာတွေ့ရှိရတယ်။ဆိုတော့ကျွန်တော်တို့ပစ်တဲ့ဝစ်မြင့်တဲ့ဟာတွေကပစ်တဲ့ဝစ်မြင့်တဲ့ဟာတွေကကျွန်တော်တို့ဒီစပယ်လန်ဖာစီကလာရဲ့စပယ်လန်ပြောင်းလဲမှုစီမှာပို့ပြီးတော့တွေ့ရှိရတာများတယ်။အဲ့လိုလိုမျိုးကောက်ချက်ချလို့ရတယ်။ဆိုတော့နောက်တနည်းအားဖြင့်ပြောရမယ်ဆိုရင် ကျွန်တော်တို့ပေါ့နော်ဥမာတိဟာကို ကျွန်တော်တို့ရဲ့ အဲ y တန်ဖိုးပေါ့နော်ဒါ y တန်ဖိုးဆိုရင်ဒီမှာဆိုရင် repeated with အများဆုံးကိုအများဆုံးဟာကကျွန်တော်တို့ဘယ် model ဘယ် species မှာတွေ့ရှိရတာများမလဲဆိုရင်ကျွန်တော်တို့ vesicular မှာတွေ့ရှိရတာများမယ်ဘာလို့လဲဆိုတော့စပယ်လန်တစ်ခုတိုးတိုင်းမှာ repeated with ကတခြားနှစ်ခုထပ်ပို့ပြီးတော့များတယ် ဆိုတော့ဒီနေရာမှာဆိုရင်ဒါကျွန်တော်တို့ business model ဆိုရင်ဒါကျွန်တော်တို့ profit ပေါ့နော် profit လို့သဘောထားလိုက်မယ်ဆိုရင် ပြီးတော့ခါကျဟိုဒီအကူတခြားတစ်ခုကကျွန်တော်တို့ဒီ research development ပဲဖြစ်ဖြစ်ကျွန်တော်တို့တစ်ခုပေါ့နော်အဲ့လိုမျိုးမှတ်ယူလိုက်မယ်ဆိုရင်ဒီ line တွေထဲကအတိုင်းကြည့်မယ်ဆိုရင် ကျွန်တော်တို့ဒီမှာ profit အမြင့်ဆုံး x တစ်ခုပြောင်းလဲသွားတိုင်းမှာ profit အမြင့်ဆုံးဖြစ်လာမှာကဒီအလဲရကောင်လေးဖြစ်တယ်ဒီအလဲရက line ဖြစ်တယ် ဒါကြောင့် profit အမြင့်ဆုံးကိုကျွန်တော်တို့ကိုစားပြုတဲ့အဲ category လို့ပြောတဲ့ခါကျရင်ဒီအလဲက line ကကျွန်တော်တို့ပို့ပြီးတော့ကိုစားပြုမှာဖြစ်တယ်ဆိုတော့ကျွန်တော်တို့နောက်ပိုင်း profit မြင့်ချင်တယ်ဆိုရင် profit မြင့်မြင့်ရချင်တယ်ဆိုရင်ကျွန်တော်တို့ဒီနှစ်ခုထက်ဒီနှစ်ခုထက် ကျွန်တော်တို့အလဲက category ကို ပို့ပြီးတော့ဦးစားပေးတဲ့ဆိုပြီးတော့ကျွန်တော်တို့ကောက်ချက်ချလို့ရနိုင်မှာဖြစ်ပါတယ်ဆိုတော့ ဒီမှာဆိုရင်လည်းအဲ့လိုလိုမျိုးပဲကျွန်တော်တို့ဒါ pit the width ပေါ့နော် pit the width မြင်းမြင့်ကိုလိုချင်တယ်ဆိုရင်ကျွန်တော်တို့က vertical vertical ရဲ့ vertical species ရဲ့ sepal length တွေ့ပေါ်မှာမူတည်ပြီးတော့ကျွန်တော်တို့ကြည့်မယ်ဆိုရင်ကျွန်တော်တို့ pit the width တော်တော်များများရလိုက်မယ်ဆိုတော့ကျွန်တော်တို့ sepal sit စာမှာပဲကျွန်တော်တို့ကြည့်မယ်ဆိုရင်ကျွန်တော်တို့မြင့်မာတဲ့ pit the width ကိုကျွန်တော်တို့ရမှာမဟုတ်ဘူးဆိုတော့အဲ့လိုမျိုးကျွန်တော်တို့ ဆုံးဖြတ်လို့ရနိုင်မှာဖြစ်ပါတယ်။ဆိုတော့ဒါကဒီနေရာတိုင်းဖြစ်တယ်။ဆိုတော့ကျွန်တော်တို့ဒီလိုလိုမျိုးတိဆောက်နေတဲ့ scatter charge ပေါ့နော်။ဒီ scatter charge တွေကိုကျွန်တော်တို့တိဆောက်နေလမ်းညွှန်နေတကွာကျူတူရီယန်နေတကွာကျွန်တော်တို့လွယ်လွယ်ကူကူဖုံကားနေပြီးတော့တိဆောက်နိုင်တယ်လို့ကျွန်တော်တို့ကို service app မှာဆိုရင်လည်းကျွန်တော်တို့ ဟိုဘောနော်ကိုတိုင်ကိုကြောက်မတိစောက်ချင်အောင်ကျွန်တော်တို့ကို service app မယ်ဆိုရင်လည်းကျွန်တော်တို့ဒီ scatter charge application ကိုကျွန်တော်တို့ static block ပုံတိတိစောက်ချင်မှာကျွန်တော်ပုံနှစ်ပုံ900ကျပ်နှုန်းပုံအတိ9ပုံ1000ကျပ်နှုန်းနဲ့ကျွန်တော်တို့ကနာကပြထားတဲ့ dynamic block ပေါ့နော်ကျွန်တော်တို့ highlight တွေပေးတယ်ကျွန်တော်တို့လိုတလို search ချလို့ရတယ်ဆိုတော့ပုံအတွက်ကိုကျွန်တော်တို့ပုံရှင်တစ်ပုံ900ကျပ်နဲ့ပုံရှင်3ပုံ1000ကျပ်နှုန်းနဲ့ကျွန်တော်တို့ဝန်ဆောင်မှုပေးရရှိတယ် ဆိုတော့ကျွန်တော်တို့ဒီဟာကိုစိတ်ဝင်စားရဆိုရင်ကျွန်တော်တို့ဒီ YouTube comment Facebook အမက်ဆန်ဂျာကနေပြီးတော့ WH education ကနေတော့ဆက်သွယ်လို့ရတယ်လို့ကျွန်တော်တို့ဒီ gmail wlseducation@gmail.com ကနေပြီးတော့လည်းမြန်မာဘာသာဖြစ်ဖြစ်အင်္ဂလိပ်ဘာသာဖြစ်ဖြစ် email ဆောင်ရွက်လို့တော့ data နဲ့အတူပို့ပို့ပြီးတော့ကျွန်တော်တို့ service အနိုင်ပါတယ်ပြောရတဲ့ခါကျရင်ကျွန်တော်တို့ polynomial ကိုကြည့်ကြည့်မယ် so ဒါလည်းကျွန်တော်တို့ full line ကျွန်တော်တို့ဖြုတ်လိုက်မယ်အဲဒီမှာဆိုရင်ဒါကျွန်တော်တို့ render plot လေးကိုနှိပ်လိုက်မယ်ဆိုတော့ဒီမှာဆိုရင် polynomial line ပေါ့เนาะကျွန်တော်တို့ဒီ polynomial model အရဆိုရင်သူကဘယ်လိုမျိုးဖြစ်မလဲဆိုရင်ဒါကျွန်တော်တို့ဘယ်လိုယူဆလို့ရလဲဆိုရင် ဒီမှာဆိုရင်ကျွန်တော်တို့ citrusa species citrusa species အတွက်ဆိုရင်တည့်ရခတ်မှန်းတဲ့ line ပေါ့နော်ဆိုတော့ကျွန်တော်တို့ဒီမှာတစ်ခုတက်ဝါတိုင်းကျွန်တော်တို့ဒီ0ကနေပြီးတော့5 5.5အထိပဲကျွန်တော်တို့ကဟောနော်စစ်ပယ်လန့်တိုးဝါရင်တိုးဝါရင်ဒီ bitter width လေးကတိုးလာမယ်ဆိုတော့ဒီနားလောက်ထိပဲ ဆိုတော့ဒီဟာထကြော်ရတဲ့ခါကျရင်ကျွန်တော်တို့ကစစ်တုစာမှာပစ်တဲ့ဝစ်မြင့်လာတာကိုမျောလင်းလို့မရတော့ဘူးဆိုတော့ဒီမှာဆိုရင်ပစ်တဲ့ဒီမှာဆိုရင်လည်းပစ်တဲ့ဝစ်အမြင့်ဆုံးဖြစ်လာမဲ့ဟာကဘယ်သူကပို့ပြီးတော့မတ်လဲဘယ်သူကပို့ပြီးတော့မတ်လဲဆိုရင်ဒီအစိမ်းအောင်လိုင်းကပို့ပြီးတော့မတ်တယ်ဆိုတော့ဒီမှာဆိုရင်စစ်ပယ်လန့်တစ်ခုသွားတိုင်းပစ်တဲ့ဝစ်အများကြီးရနိုင်တာက ဆိုတော့ကျွန်တော်တို့ဒီ vesicle မှာဖြစ်တယ်ဒါပေမဲ့ကျွန်တော်တို့ကနက linear လို့လိုမျိုးတစ်ခုမတူတာကဆိုရင်ဒီမှာကြည့်လိုက်မယ်ဆိုရင်ကျွန်တော်တို့ line ပေါ့နော် polynomial line ကိုကြည့်လိုက်မယ်ဆိုရင်သူကအချိန်ကြာလာတဲ့အချိန်မှာသူကစပယ်လန်မြင့်လာတာနဲ့အမျှဒီ cetosa species မှာကသူကအောက်ကိုချက်ချင်းကျသွားတယ်ဆိုတော့ သူတဘောကကျွန်တော်တို့စစ်ပယ်လန်စစ်ပယ်လန်များလာလေသူရဲ့ပစ်တယ်ဝေတံဘူကကြလာလေဖြစ်တယ်ဆိုတော့ပြောတော့တဲ့ခါကျရင်ဒီ versicolor မှာလည်းအဲ့လိုလိုမျိုးပဲကျွန်တော်တို့ point ကကျွန်တော်တို့စစ်ပယ်လန်ကဒီမှာဆိုရင်စစ်ပယ်လန်ကတဲ့ unit တူတိုင်းမှာပစ်တယ်ဝေကလိုက်ပြီးတော့အမြန်နှုံးနဲ့တိုးနိုင်တယ်ဆိုပေမဲ့ကျွန်တော်တို့ဒီမှာ7နောက်ရရှိကြရင် သူ့ရဲ့ line ကအကြဘက်ကိုဥတည်နေတယ်။ဆိုတော့ဒီမှာဆိုရင် virginica species ကိုကျွန်တော်တို့ကဘောနော polynomial line ဆွဲလိုက်တဲ့အချိန်မှာဒီမှာဆိုရင်ကျွန်တော်တို့သိရှိရတဲ့ line ကလဲသူကကျွန်တော်တို့ဒီမှာဆိုရင် sepalan တစ်ခုတိုးွားတိုင်းမှာ ကျွန်တော်တို့ဒီမှာ fascicular species လို့လိုမျိုးပဲ bitter wet ကမြင့်တယ် ဒါပေမဲ့သူရဲ့နောက်ဆုံးအဆုံးသက်ကဘယ်လိုဖြစ်သွားလဲဆိုတော့ကျွန်တော်တို့ဒီမှာဆိုရင်ဒီ line နှစ် line ကိုကြည့်မယ်ဆိုရင် ရေရှည်မှာရေရှည်မှာဆိုရင်သူရဲ့ဒီမှာဆိုရင်ကျွန်တော်တို့စပယ်လန်ဂျာတန်ဘိုးပေါ့နော်ကျွန်တော်တို့ဒီ virginica species မှာဆိုရင် ရေရှည်မှာဆိုရင်ဒီ polynomial line နဲ့ဆိုရင်ရေရှည်မှာဆိုရင်ကျွန်တော်တို့စပယ်လန်မြင့်ွားလေ ပီတာဝစ်ကတခြားဟာတွေထပ်ဆိုင်သူကမကြောက်သူကအများဆုံးသူကတပြေးညီလိုလိုမျိုးပုံစံမျိုးသူကဖြစ်သွားမှာဖြစ်တယ်ဆိုတော့ကျွန်တော်တို့စီးပွားရေး business အ point of view လိုလိုမျိုးပြောမယ်ဆိုရင်ခုနကလိုလိုမျိုးပဲကျွန်တော်တို့ဒီမှာဆိုရင်ဒါပေတော့ကျွန်တော်တို့ဒီ species တုံးခုရှိတယ်ဒီဟာလေးကကျွန်တော်တို့လူချင်းတဲ့ profit ပြောရတဲ့ခါကျရင်ဒီဟာ research and development ပေါ့ဥပမာအဖြစ်ဆိုရင် line ကဒီလိုလိုမျိုးပဲကျွန်တော်တို့မှတ်ယူလိုက်မယ်ဆိုရင်ဒီမှာဆိုရင်ဒီ citrus species အတွက်ဆိုရင်ကျွန်တော်တို့ကဒါ R&D များများလုပ်လေဥပမာနေဖြစ်ပြောခြင်းဖြစ်တယ်ဆိုတော့ဒီမှာ R&D ကျွန်တော်တို့များများလုပ်လေ research and development လုပ်လေကျွန်တော်တို့ဒီ profit ရနိုင်မှုရခိုင်နှုန်းကနည်းလေပဲဖြစ်တယ်ဆိုတော့ ဒီဒီမော်ဒယ်မှာဆိုရင်လည်းအဲ့လိုမျိုးပဲ R&D များများလုပ်လေဒီမှာဆိုရင် profit ပေါ့နော်ဒီ buy item ကကျွန်တော်တို့ profit ပြောတာဖြစ်တဲ့အတွက်ကြောင့် R&D များများလုပ်လေ profit က3လာနိုင်လေဆိုပေမဲ့ကျွန်တော်တို့ဒီမှာဆိုရင် R&D အရင်ကြီး မြင့်တဲ့အချိန်ပေါ့နော်ဒီမှာကျွန်တော်တို့ connect ကြော်ရတဲ့အချိန်မှာ သူရဲ့သူရဲ့ model line ကအောက်ကိုကျသွားတယ်ဆိုတော့ဒီထပ်ပို့ပြီးတော့များများလုပ်ရင်ကျွန်တော်တို့ အောက်ကျသွားတာကကျွန်တော်တို့ Citrusa species နဲ့တူတူလောက်ပဲဖြစ်တယ်။ဆိုတော့ကျွန်တော်တို့က R&D လုပ်မယ် profit လည်းများချင်တယ် R&D လည်းလုပ်မယ်ရေရှည်လည်းမကြချင်ဘူးဆိုရင်ဒီမှာဒီ line ကနေပြီးတော့ဒီမှာဆိုရင်ဒီ model ပေါ့နော်ဒီ category Virginica ဆိုတဲ့ category ကဆိုရင်ရေရှည်အတွက်လည်းပို့ပြီးတော့ကောင်းနိုင်မယ်လို့ယူဆရတယ်။ဘာလို့လဲဆိုတော့သူက စပယ်လာများပါလေဒီမှာဆိုရင်သူ့ရဲ့ line ကဒီနှစ်ခုထပ်စာရင် အောက်ကိုမရည်ညွှန်းနေသူကတဲ့တဲ့ပဲသွားမယ်ဆိုတဲ့အတွက်ကြောင့်ကျွန်တော်တို့အဲ့လိုလိုမျိုးကျွန်တော်တို့တုံးတက်လို့ရနိုင်မှာဖြစ်ပါတယ်ဆိုတော့ဒီမှာဆိုရင်ဘယ်ဟာကအကောင်းဆုံးဖြစ်မလဲဆိုရင်ဒီ polynomial ရဲ့ model line ရဆိုရင်စပယ်လာတိုးလာလေကျွန်တော်တို့လိုချင်တဲ့ epitaphy with မြင့်လာလေး ဆိုတော့ point of view ကနေကြည့်မယ်ဆိုရင်ဒီ polynomial model မှာ virginica species က peter wit တူလာဘူး peter peter wit မြင်တဲ့ peter wit ကိုလို့ရှင်းနေဆိုရင်ကျွန်တော်တို့ virginica ရဲ့ sepalent ပြောင်းလဲတဲ့ဟာကိုပို့ပြီးတော့ကြည့်တင်တယ်ကျွန်တော်တို့အဲ့လိုမျိုးဆုံးဖြတ်လို့ရတယ်ဆိုတော့ဒီပုံကို ကျွန်တော်တို့က download လုပ်ချင်တယ်ဆိုရင် ကျွန်တော်တို့ဒီမှာ ပုံတေတောင်းလို့ဆိုတဲ့ဟာလေးကိုကျွန်တော်တို့နှိပ်လို့ရနိုင်မှာဖြစ်ပါတယ်ဆိုတော့ဒီကနေ့ကကျွန်တော်တို့တာက model line ပေါ့နော်တခြား model line တွေလည်းစမ်းကြည့်လို့ရတယ်ဆိုတော့ကျွန်တော်တို့ဒီမှာဆိုရင်တာက model line ၅ခုရှိတယ် linear linear ဆိုတာကျွန်တော်တို့တာ linear regression line ဖြစ်တယ်ပြောတော့တဲ့ခါကျတော့ဒီ additive လဲကျွန်တော် regression line ထဲမှာပါတဲ့ line ပုံစံမျိုးဖြစ်တယ် polynomial ကကျွန်တော်တို့စတူဆိုတော့အဲ့ဒီ line လေးဖြစ်တယ်တခြား line ကိုလည်းကိုယ်ပါလာကို sum တုံးကြည့်လို့ရနိုင်မှာဖြစ်ပါတယ်ဆိုတော့ဒီကနေ့ကတော့ဒီလောက်လောက်ပါပဲဆိုတော့ဒီကျွန်တော်တို့ပေါ့နော်ဒါကျွန်တော်တို့ point တွေပေါ်မှာကျွန်တော်တို့ model line တွေနဲ့ကိုစားပြုလိုက်ခြင်းအဖြစ်ကျွန်တော်တို့လိုချင်တဲ့ကျွန်တော်တို့ဆုံးဖြတ်ချက် ဒီ point တွေကိုဒီ point ရဲ့ဒီ line တွေကိုကြည့်ပြီးတော့တဲ့ခါကျတော့ကျွန်တော်တို့ရဲ့ model အတွက်ကျွန်တော်တို့ဟိုဆုံးဖြတ်ချက်လောလောကူကူချနိုင်မှာဖြစ်ပါတယ်